နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရနိုဝင်ဘာတတိယဆင်ရက်ပတ် အတွင်းအားအနည်းငယ်ရှိတဲ့လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်တယ်လို့ခန့်မှန်းကြောင်းမိုးဇလာက2025ခုနှစ်နိုဝင်ဘာလတတိယဆင်ရက်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့လာနီညာအခြေအနေသတင်းအနေနဲ့ထုတ်ပြန်ထားပါတယ်။အီကွေဒါအနီးမှာရှိတဲ့အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့လေထုဖြစ်စဉ်တွေမှာအားအနည်းငယ်ရှိတဲ့လာနီညာအခြေအနေကိုရောက်ရှိနေကြောင်း ိုင်ငံတကာမိုးလေဝသဌာနတွေရဲ့တင်ချပုံစံပြုမော်ရယ်များခံမှန်းချက်အရနိုဝင်ဘာလတတိယဆင်ရက်ပတ်အတွင်းအားအနည်းငယ်ရှိတဲ့လာနီညာအဆင့်မှာဆက်လက်တည်ရှိနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။လာနီညာဖြစ်စဉ်ဟာပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်ပေမဲ့လည်းအဆိုပါလာနီညာဖြစ်စဉ်ကြောင့်အကျိုးသက်ရောက်မှုဟာရေဘူးရအဖြစ်အရှိတ်ကလေဝေလိုင်းတွေတိုက်ခတ်တာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုမှာလေပြင်းနဲ့ရေဝန်တွေပုံမှုဖြစ်ပေါ်လာနိုင်တာဒေသတချို့မှာညအပူချိန်တွေလျော့နေနိုင်တာနဲ့ အချိန်ခါမဟုတ်မိုးရွာသွန်းမှုဖြစ်စဉ်တွေပုံမဖြစ်ပေါ်လာတာဆတဲ့ရာသီဥတုဖြစ်စဉ်တွေဖြစ်ပေါ်လေရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပြင်နိုဝင်ဘာတတိယအစည်းအဝေးအတွင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာလေပြင်းနဲ့ရေဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမအကောင်းလာကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ န္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာနိုဝင်ဘာလပြင်းမြအပူချိန်ရဲ့တိတက်သမ5ဒီဂရီဆဲလ်စီယပ်စ်နဲ့အထက်ပိုနိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအရှေ့ပိုင်းစကိုင်းတိုင်းအထက်ပိုင်း AR တိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနိုဝင်ဘာလပြင်းမြအပူချိန်ခန့်သာရှိနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။